မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာညတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျွန်မကတော့အစီအစဉ်တစ်ဆက်သူဦးအိမ်ကျဲပါ။သခိုင်းနိုင်ကလေးမျိုးနယ်တောင်ပိုင်းဘုံတော်ကျွရမှာအမျိုးသမီးတို့ကိုပြန်မေးဆွဲဖို့ကြိုးစားတဲ့ပြူစောတိနှစ်ယောက်ကိုဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးလို့တနက်နက်လက်တင်စီရရှိခဲ့ပြီးပြည်သူနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MFB ကိုပြောပါရစေ။စောစူလာအောက်ခံပြူစောတိနှစ်ယောက်ဟာပြီးခဲ့တဲ့မေလ15ရက်ညပိုင်းမှာ ဘုံတော်ကျေးရွာမှာရှိတဲ့နေအိမ်တိမ်ကိုဝင်ရောက်စင်းနေပြီးအမျိုးသမီးတဦးကိုပြန်ပေးဆွဲဖို့စ조사ခဲ့တာပါအဲ့ဒီပြူစောတင်ဦးကိုကျေးရွာဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးရမှာထွက်ပြေးလွတ်မြောက်သွားပေမဲ့ကြမ်းရခဲ့တဲ့တနက်နှစ်လက်လက်ပြဘုံနှလုံးနဲ့လက်ကင်ဘုံနှလုံးကိုတင်စီရမိခဲ့တယ်လို့ဒေသခံတဦးကပြောပြပါဗျ you sorry နှစ်ယောက်ဟာပြန်ပေးဆွဲလို့တဲ့အမျိုးသမီးကိုနေအိမ်မှာမတွေ့ရတဲ့အတွက်နေအိမ်ထဲမှာရှိနေတဲ့ဖခင်ဖြစ်သူကိုကြိုးတုပ်ပြီးရိုက်နှက်နှိပ်စက် ထိုးကျိတ်ထားခဲ့တယ်လို့သူကဆက်ပြောပါတယ်။ပြန်ပေးဆွဲဖို့ရောက်လာတဲ့ပြူစော်ရီနှစ်ယောက်ဟာဘုံတော်စိုးစုဂိတ်မှာတာဝန်ကျနေသူတွေဖြစ်ပြီးတော့ဒေသခံတွေဝိုင်းဝန်းဖမ်းဆီးချိန်မှာတနက်နဲ့ပြန်လည်ပြစ်ခတ်တာကြောင့်ဒေသခံအမျိုးသားနှုတ်ကြီးထိမှန်ဒဏ်ရာရှိခဲ့ပါတယ်။ကလေးမျိုးနယ်မှာစိုးစုနဲ့ပြူစော်တီအပေါင်းပါတွေကဘုံတော်ကြီးရွာအဖွဲဆက်စစ်စေးဂိတ်မြို့ဝင်ဂိတ်တွေအားလုံးပိတ်ထားပြီးတော့ဖမ်းဆီးငွေညစ်တာတွေလုဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ မကွေးတိုင်းမြိုင်မြို့နယ်ကန်နီကျေးရွာပြူစောတိစကန်ကောင်ဆောင်ကရွာထဲမှာရှိတဲ့အမျိုးသမီးတွေကိုလိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်ပြီးအရမပြုခြင်းမှုစူးစမ်းတာတွေရှိတယ်လို့ကန်နီပြည်ရွာကထွက်ပြေးလာတဲ့အသက်23နှစ်အရွယ်အမျိုးသမီးတူကအမတ်ပီကိုပြောပါရယ်အဆိုပါအမျိုးသမီးဟာသူ့ကိုယ်တိုင်ကန်နီရွာပြူစောတိစကန်ကောင်ဆောင်ကျော်ဆန်းဝင်းရဲ့လိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်ပြီးအရမပြုကျင်ဖို့လှုပ်ဆောင်တာကိုခံခဲ့ရလို့ရွာမှာဆက်မနေရတော့တဲ့အတွက် မေလ9ရက်မနက်ပိုင်းမှာထွက်ပြေးလာခဲ့တယ်လို့အဲ့ဒီအမျိုးသမီးကပြောပြပါဗျ။ပြူစောဒီကောင်းဆောင်ကျော်စန်းဝင်းဟာလိမ်ပိုင်းဆိုင်ရာထိပိုင်းနောက်ဆက်ပြီးအရမပြည့်ချင်မှုကြံရွယ်တဲ့အမျိုးသမီးတွေရဲ့အိမ်ကိုကနအူးပိုင်းမှာစက်တွေလာပို့လို့ရှိပါတယ်။အဲ့ဒီလိုစက်တွေပို့ပြီးရဲ့နောက်မှာတော့စက်စာကျွေးတယ်လို့နဲ့စံတွေယူလာတက်ပြီးတာချောင်းမာချောင်းမေးမြန်းကစံအနှဲငယ်လောက်အထောက်ပံ့ပေးပြီးနောက်လိမ်ပိုင်းဆိုင်ရာထိပိုင်းနောက်ဆက်တာ အရမပြည့်ကျင့်ဖို့စ조사တာတွေလှုပ်ဆောင်တာမျိုးဖြစ်တယ်လို့ပြူယွာစကန်ကထွက်ပြေးလာတဲ့အဲ့ဒီအမျိုးသမီးကပြောပြတာပါထွက်ပြေးလာတဲ့အမျိုးသမီးရဲ့ယောက်ျားကိုယ်တိုင်ကလက်နက်ကင်ပြူစော်ဒီတယောက်ဖြစ်ပြီးသူကတော့ကန်ဒီကျင်းရွာပြူစော်ဒီစကန်မှာပြူစော်ဒီအဖြစ်လက်နက်ကင်ကျင်းရခဲ့ပါတယ်ယူကောင်းဆောင်ရဲ့ဘေးရန်ကြောင်းရုံလို့ထွက်ပြေးလာတဲ့အမျိုးသမီးနဲ့အတူပြူစော်ဒီတပ်ဖွဲ့ဝင်နှစ်ယောက်လည်းပါလာခဲ့ပြီး သူတို့တွေကလည်းပြူကောင်းဆောင်ကြော်စန်းဝင်းကရွာတွေကအမျိုးသမီးတွေကိုလိမ်မိုင်းဆန်ရထိပါနှောက်ရပေးအရမပြုခြင်းမို့လှုပ်ဆောင် နေတာအမှန်ပဲလို့ MFP ကိုပြောပြပါဗျ။ထွက်ပြေးလာသူတွေဟာဗီတာပျောက်ကြားတစ်ဖွဲ၊ညက်စည်းပျောက်ကြားတစ်ဖွဲနဲ့အညာမြေပျောက်ကြားတစ်ဖွဲတို့စီကိုအလင်းဝင်ရောက်ခဲ့ပြီးကောင်းမွန်စွာထင်းစိမ်းထားရှိတယ်လို့လည်းတော်လိုင်းတစ်ဖွဲတွေကပြောပါဗျ။လက်ရှိမှာကန်နီကျေးရွာအတွင်နေထိုင်သူအိမ်အောင်စု100နီးပါးရှိပြီးတော့ အလုံးနီးပါးလက်နက်ကင်ပြူစောတဲ့အဖြစ်ခံယူထားကြသူတွေဖြစ်ပါတယ်။ငလင်တန်းကြောင့်မျိုးလုံးကျိုးအတိဒုက္ခရောက်နေရတဲ့စကိုင်းမျိုးမှာတော့စိုးစုကဖမ်းဆီးတာဝင်းညက်တာပေါ်တာဆွဲစစ်သားသက်စူဆောင်းတာတွေအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလို အကြမ်းဖက်မှုတွေအရှိန်မြင့်လှုပ်ဆောင်နေတဲ့ဆော့ဆူကစကိုင်းမြို့မှာလမ်းသွားလမ်းလာအမျိုးသားတအုပ်ကိုမေလ20ရက်မနက်ပိုင်းမှာဖမ်းဆီးတပ်ဖြတ်ကအလောင်းစွန့်ပစ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MPB ကိုပြောပါရတယ်။ လက်နက်ပြမိုက်ကြီးခွဲပေါ်တာဆက်စသားသစ်စုဆောင်တဲ့စုဆုဟာမေလ20ရက်မနေ့ဆယ်နေဝင်းကျင်ကစကိုင်းမြို့အနောက်ပိုင်းအုတ်ဆက်ရက်ွက်တဲ့အင်းစီကားတွေနဲ့ရောက်လာပြီးလမ်းသွားလမ်းလာတွေကိုဖမ်းဆီးငွေညင်ရင်အသက်35နှစ်ဝန်းကျင်အမျိုးသားတို့ကိုတပ်ဖြတ်ကအလောင်းစွန်ပစ်ခဲ့တာပါအဲ့ဒီလိုတပ်ဖြတ်အလောင်းစွန်ပစ်ခဲ့တဲ့စုဆုဟာနိုင်ရီကူညီမှုအတင်းကိုအလောင်းကောက်ယူတကြိုခိုင်းခဲ့တယ်ဆိုတာနဲ့တေဆုံးသူနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးဘူးလို့ဒေသခံတို့ကပြောပြပါဗျာ ဇောစုကစကိုင်းမျိုးငါထက်ကြီးဖျားလန်စေုံကြီးလန်ချင်းစုရက်လန်စတဲ့စကိုင်းမျိုးအနောက်ဘက်နေရီနဲ့ဆက်သွေးထားတဲ့လမ်းတွေကိုပိတ်ဆို့ကအသွားလာကိုလက်တလုံးမှာစောင့်ကြည့်ပြီးဖန်ဆီးတာငွေညှစ်တာပေါ်တာဆွဲတာစိတ်တင်ထိုင်တက်ပြတ်တာတွေလုပ်နေတယ်လို့ဆိုပါရယ်မလာ28ရက်ကစကိုင်းမျိုးအနေဘိုးအပြုတ်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်စကိုင်းမျိုးပေါ်မှာလူဦးရေ600ဝန်းကျင်သေဆုံးပြီးမျိုးပေါ်ကဥယျာဉ်အဆောင်80ရာခိုင်နှုန်းခန့်ပျက်စီးခဲ့ပါရယ် ဇော်စုကရန်ကားပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာစကိုင်းတိုင်းမုံရွာမြို့နယ်ငကရင်ရကိုကြောက်ရောက်ပောက်ခွဲခဲ့တာကြောင့်ဒေသခံပြည်သူနှုတ်ဦးတေဆုံကရှင်းဦးတန်းရရရှိခဲ့တယ်လို့ဒေသခံတရဲမြစ်က MFP ကိုပြောပါရယ်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါထဲမှာလူပြတ်ခင်လိုက်တဲ့လူပြတ်ဒိန်းနောင်တို့ပါဝင်တဲ့စောစုပျော်ပွဲရှင်ပွဲလုပ်နေတဲ့အချိန်လုံခြုံရေးအတွက်ဆိုပြီးစောစုကမေလာ22ရက်ညနေ4:00ကျော်ကနေည9:00ကျော်အထိမြို့ပတ်လေကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ ဆိုဆိုကမုံရွာမြို့ပေါ်နဲ့မြို့ပတ်လည်အထိုင်စကန်တွေဂိတ်တွေကနေလက်နက်ကြီးနဲ့ရန်ကားပစ်ခတ်ခဲ့တာဖြစ်ပြီးမအူဂိတ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေဟာမြို့ရဲ့တောင်ဘက်ပိုင်းကငကတွင်းကျေးရွာရဲ့6လုံးထိကြာရောက်ပောက်ကွဲခဲ့ပြီးပြည်သူတွေတေဆုံးဒဏ်ရခဲ့တာပါ။ဘာတိုင်ပွဲမှမရှိဘူးပြဆရာ။ဘာမှမလဲတရင်ရတာမျိုးပါလဲမရှိဘူး။အဲ့လိုမျိုးကျေးရွာတွေရဲ့လုပ်ငန်းပြန်ချင်း ရေချိုးမိုးချိုးလုံးနေတဲ့အချိန်ဓမင်းစားနေတဲ့အချိန်မျိုးပေါ့ည7နာရီလောက်ဆိုတော့9နာရီခွဲ7နာရီဆိုတော့ကျတော့ထိုင်ပြီးစကားပြောအဲ့လိုမျိုးလုံးနေတဲ့အချိန်မှာရုတ်တရက်ကြီးထုလိုက်တဲ့အနေထားပေါ့ဗျာဘာမှအကြောင်းအရာပြချက်မရှိဘဲနဲ့အဲ့လိုအသက်လွတ်ထုတာဗျာအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့အထီးကိုင်းကပို့ပို့ပို့ပြီးတော့များတာပေါ့ဗျာနဂရင်းရွာရွာလေရက်ကိုလက်နက်ကြီးနှလုံးနဲ့အမှတ်တရက်ွက်ထဲကိုလက်နက်ကြီးလေးလုံးကြောက်ရောက်ပေါက်ခွဲခဲ့ပြီးရွာကအသက်၄၀ဝန်းကျင်အရွယ်အမျိုးသမီးနဲ့ အမျိုးသားတို့နှစ်ဦးသေဆုံးက၈ဦးတန်းရရှိခဲ့ပြီးတချို့ကအသက်အန္တရာယ်ဆိုးရင်ရတယ်လို့နဂရင်းရွာကတူကပြောပါတယ်။လက်နက်ကြီးတွေကြားရောက်ပောက်ကွဲပြီးတဲ့နောက်နဂရင်းရွာကပြည်သူတွေဝယုံသုံးကားထွက်ပြေးရတယ်လို့စာဝဲနေရင်းနဲ့စေဝါကုသရေးအတွက်အကူအညီလိုအပ်နေတယ်လို့ကူညီပေးနေသူတွေကပြောပါတယ်။ခက်ခဲတော့ရှိတာပေါ့ဗျာ။ဒါကျွန်တော်ဘက်ကတန်းတန်းတော့ကူညီပေးနိုင်တော့ကောင်းတာပေါ့။အခုဒီခြေတော့ပြတ်ပလဲရတဲ့လူဆိုလို့ရှိရင်အဲ तू ကဒီတော့တွေမှာ ခြံတွေကိုလိုက်ပြီးဆေးပြန်ငားလိုက်တယ်ဘောင်ပေါက်ငားလိုက်တယ်အဲ့လိုမျိုးလူပေါ့ဒါမိသားစုတာဝန်ကိုထမ်းနေတဲ့လူပေါ့ဗျာနောက်ကျန်တဲ့ဟိုဟိုဘိုက်ဝင်သွားတဲ့လူနာတွေတို့ဆိုတာလည်းပဲသူတို့လည်းအဲ့လိုမျိုးဘောင်ပေါက်တော်လို့ဘာညာလိုက်နေတဲ့လူတွေပေါ့အဲ့လိုမျိုးဆိုတော့ကျတော့အခက်ခဲတော့တော်တော်လေးရှိတယ်သူတို့တောင်သူမဟုတ်ဘူးကြတောင်သူကြီးမဟုတ်ဘူးလက်လို့လက်စားတွေနေသားနဲ့ဘယ်လိုမျိုးတော်လို့တွေလိုက်ပြီးတော့ဘဝကိုရက်တည်နေတဲ့ဤသူတွေဖြစ်တယ်ဗျာ အဲ့ဒီစိုးစုကပြစ်ခတ်တဲ့လက်နက်ကြီးတွေဟာမုံရွာနယ်သားမကဘူးတလင်နယ်ကကျေးရွာတွေတည်းလဲလက်နက်ကြီးတွေကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကပြောပြပါဗျ။ငလင်နယ်ကျောင်းပြိုကျပျက်စီးသွားခဲ့တဲ့ Sky Miller ကုလို့အဆောင်အောက်ကနေမေလ22ရက်ကအမျိုးသားတူရဲ့ရော်လောင်းမြန်မာကျပ်ငွေ360ကျော်ရွှေနဲ့မိုးကုတ်ကြောက်တဲ့အပါဝင်တံပိုးကြီးပစ္စည်းတွေထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့စိုးစုမိသားကသတင်းထုတ်ပြန်ပါဗျ။ Sky Miller အဆောင် ပြိုကျမှုအောက်ကနေရော်လောင်းတွေကျန်ရှိနေတဲ့ အဆောင်ဘီနဲ့အဆောင်စီနီယာတွေကိုရှာဖွေရှင်းလင်းဆက်လက်လှုပ်ဆောင်ခဲ့ရမှာမနေ့ကမနေ့ဆယ်နှစ်ပိုင်းမှာဘီအဆောင်ကနေအမျိုးသားတုံးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ရပါ။အဲ့ဒီနောက်ရုပ်လောင်းထုတ်ယူနိုင်တဲ့ဘီနဲ့စီအဆောင်ရှင်းလင်းလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်ခဲ့ရမှာအဆောင်ဘီအခန်း G8 ကနေမြန်မာကျပ်ငွေ360ကျော်ရွှေနဲ့မိုးကုတ်ကြောက်တွေအပါအဝင်တန်ဖိုးကြီးပစ္စည်းတွေထပ်မံရှာဖွေတွေ့ရှိခဲ့ရမှာပိုင်ရှင်တန်ပြန်လည်ပေးအပ်ခဲ့တယ်လို့ဆိုပါရစေ။ ။အလင်းကြောင့်ပြိုကျပျက်စီးမှုဖြစ်ခဲ့တဲ့ Sky Villa ကုလိုကနေအသက်ရှင်လျက်ကဲထုတ်နိုင်သူအမျိုးသားအမျိုးသမီးစုစုပေါင်း50ကျော်ရှိခဲ့ပြီးငလေလောက်ကမှုဖြစ်ပွားခဲ့တဲ့မလာ28ကနေလက်ရှိအချိန်ထိကလေးငယ်တွေအပါအဝင်တည်ဆုံးရုပ်လောင်းရှာဖွေထုတ်ယူနိုင်မှုစုစုပေါင်း130ကျော်ရှိတယ်လို့စိုးစုမိသက်ကသိရပါဗျာ။ လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်ခံရခြင်းနေအတွင်းရှိနေပါကအခိုင်အမာတိစောက်ထားတဲ့မြေအောက်ခံဘုံကူကျင်းတဲ့ပုံကိုပါဘုံကူကျင်းမရှိပါကရေချိုးကန်းလိုမျိုးနိုင်ရန်ထုထုရှိပြီးဒရင်ပေါက်မရှိတဲ့အခန်းကိုပုံကူစရာဖြစ်ရွေးချယ်ပါ ။ဇပွဲလိုမျိုးအကာအကွယ်အောက်ဝင်ပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်ဒရောင်နဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။အသက်အန္တရာယ်လွန်မြောက်ရမအပပုံးခွေရနေရကိုမစွန့်ခွာပါနဲ့။ပြစ်ခတ်တိုက်ခတ်ခံရခြင်းအိမ်အပြင်ဘက်လဟာပြမှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်ကြောက်တုံးကြောက်ခဲနဲ့မာကျောတဲ့အရာဝတ္ထုတွေနောက်ဝင်ရောက်ပုံကိုပါ ပုံခိုစရာမတွေ့ပါကမြေအနေပိုင်းကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နဲ့အုပ်မြေကြီးကိုဒရောင်နဲ့ထောက်ကမှောက်လျက်နေပါပါးစပ်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ